မြန်မာနိုင်ငံရဲ့အခင်းကျင်းမှာငင်းချမ်းရေးအတွက် အစိုးရမဟုတ်တဲ့ငင်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဖွဲ့စည်းဖို့ဇွန်လ25ရက်ကနေ28ရက်နေ့ထိပြုလုပ်ခဲ့တဲ့ Peace Forum 2025မှာဆွေးနွေးခဲ့ကြတယ်လို့ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူဒေါက်တာညိုညိုသိန်းက CNN သတင်းဌာနကိုပြောပါရယ်မြန်မာငင်းချမ်းရေးအတွက်သက်ဆိုင်ရာအစိုးရမှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကိုဖိတ်ခေါ်နေတာဟာအောင်မြင်မှုရဖို့ခဲရည်နယ်လို့ယူဆတဲ့အတွက်အခုလိုမျိုးငင်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဖွဲ့စည်းဖို့ဆွေးနွေးအကြံပြုခဲ့ကြတာဖြစ်ကြောင်းသူကပြောပါရယ် အနားကတော့ငင်းညာရင်းကိုအစိုးရထိတ်ခေါ်နေတာကြားရတယ်နော်ကြားပြီဒါပေမဲ့အစိုးရဘုံကအခုချိန်မှာချုပ်ချင်းမှုအားနည်းနေတယ်နော် ဒါကြောင့်မလို့တကယ်မြည်ပြင်းအချိန်ဒီမှာကလည်းတိုက်ပွဲတွေလုံးဝရပ်ဆဲသွားတဲ့အချိန်မျိုးလည်းမဟုတ်ဘူး။အထူးအောက်လည်းယုံကြည်မှုအားနည်းနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်။အာငင်းငယ်ရေးဖိတ်ခေါ်တဲ့နေရာမှာအစိုးရကတော့တရားဝင်ရောက်ဖိတ်ခေါ်ရမှာအမှန်ပဲ။ဒါပေမဲ့အဲ့ဒီဖိတ်ခေါ်ချက်ကိုမြည်ပြင်းမှာလက်တွေ့အကောင့်ထဲပေါ်နိုင်ဖို့တကယ်လက်တွေ့သက်တိုင်သူတွေကတကယ်ယုံကြည်ပြီးတော့ပူးပေါင်းပါဝင်လာဖို့ဆိုလို့ရှိရင်ဒီလုပ်ငန်းမှာကျွမ်းကျင်တဲ့ဒါ ဟိုရှိရှိအဆက်ဆက်ကလုပ်ခဲ့တယ်ပေါ့နော်ဒီလိုများမှာကျွမ်းကျင်နေဒါသက်ဆိုင်ရာပုံကိုကြီးများတိုင်းနှံကောင်းဆောင်များပေါ့နော်ခမာပေါင်းပေါ့ခမာပေါင်းဒါမိသားစစ်ကအရာရှိကြီးတွေလည်းပါဝင်ပေါ့နော်ဒီငယ်လုံငန်းတင်တခြားမှာသက်ဆိုင်မှာလုပ်ချင်ကြတယ်ဒီဒီပေါ့နော်အဲ့ဒီကဒါအာတိုင်းရည်ရနာကိုချိန်ပြီးတော့ပေါ့နော်တိုင်းနှံကောင်းဆောင်ရင်းနဲ့သွားရောက်ပြီးတော့ เนาะသူတို့ရဲ့အိမ်နိုင်ငံကသူတို့ရဲ့နေနေလေးအဖြစ်ကိုသွားပြီးပြန်ဆုံချင်းနေတာမျိုးလုပ်နိုင်နေအခုအစိုးရကဖိတ်ခေါ်နေတာချက်ပို့ပြီးတော့လက်တွေ့ကြပြီးတော့အကျိုးရှိနေတယ်လို့ရှိစားတယ်လေမြေပြင်မှာတိုက်ပွဲဖြစ်ပွားနေတဲ့လက်နက်ကိုင်အင်အားစုတွေကိုနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ဖိတ်ခေါ်ကံလန်ပြောဆိုမှုတွေရှိပေမဲ့လည်းသူတို့ပါဝင်နိုင်ရေးတစုံတရာလှုပ်ဆောင်ခြင်းမတွေ့ရက29ရက်ညင်ကြေးဆွေးနွေးပွဲတွေမှာလည်းသူတို့ပါဝင်တာမရှိပါဘူး။လက်ရှိမှာ29အနေနဲ့ NCA မထိုးထားတဲ့တိုင်းရင်းသားလက်နက်ကင်တွေအပေါ်အပြုသဘောအရဖိတ်ခေါ်ကန့်လန့်နေပေမဲ့လည်းသူတို့စ조사အားထုတ်မှုနဲ့ချင်းကပ်ဆောင်ရွက်တာမျိုးမတွေ့ရဘူးလို့စီးရင်နဲ့နိုင်ငံရေးအကဲခတ်တွေကထောက်ပြကြပါတယ်။ဒါကြောင့်အဲ့ဒီတိုင်းရင်းသားလက်နက်ကင်အဖွဲ့အစည်းတွေဟာလည်းရင်ကျရင်စင်းနေပွဲတွေမှာပါဝင်လာနိုင်ဖို့အတွက်အကျိုးတော်စာအဖွဲ့လိုအပ်နေတာဖြစ်တယ်လို့ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူဒေါက်တာညညိုသိန်းက CNN သတင်းဌာနကိုပြောပါရယ် ငင်းကြမ်းရဲ့အကျိုးတော်ဆောင်အဖွဲ့ဖွဲ့စည်းဖို့ထောက်ခံတင်ပြတဲ့အထက်မှာပါဝင်ပေမဲ့လေတကယ်လက်တွေ့မှာအကောင့်ထဲဖော်မှုရှိမရှိမသိသေးကြောင်းလည်းသူကပြောပါဗျ။ထောက်ခံတင်ပြချက်တွေမှာတော့ဒီလိုမျိုးသူကဘူးငင်းကြမ်းရဲ့အကျိုးတော်ဆောင်အဖွဲ့ကိုဟောရတော့လိုအပ်နေပြီပေါ့နော်။ဘာလို့လဲဆိုတော့လုပ်ငန်းတိုင်းလုပ်ငန်းတိုင်းမှာပေါ့နော်။အာအကျိုးအစားစစ်ပေးတဲ့အဖွဲ့ဆိုတာလိုရတယ်အကျိုးတော်ဆောင်အဖွဲ့ဆိုတာလိုလာပဲ။အဲဒီလိုလေဘယ်လုပ်ငန်းလုပ်လို့ဒီလုပ်ငန်းနဲ့သက်ဆိုင်တဲ့ joint ပြင်တဲ့အဲကုမ္ပဏီတွေထားတာပဲလို့နော်။ 咱们楼，哎呦，那个方面，你看你妈讲起你的，哦，那白手还教，都跟皮搭的皮的，五光十色的，你看就是说，包括这个六二姐就啊，我超级好的，啊，兄弟一家的，哦，那咱来套餐跟家菜太麻烦了，哦，这个咱都去拿，没去拿，都完了，哦，没得劲，没得劲，哦，那。 နောက်ဆက်ကရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC ကကျင်းပတဲ့ Peace Forum 2025မှာတော့ NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နိုင်ငံရေးပါတီတွေ UMFCCI မှာပုံကိုယ်တွေတခြားနယ်ပယ်မှာပုံကိုယ်တွေပါဝင်ကဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီ၃ရက်ကြာဆွေးနွေးပွဲမှာတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်တုံ့တက်ရေးရွေးကောက်ပွဲကျင်းပနိုင်ရေးရွေးကောက်ပွဲကာလစစ်မှုထမ်းဆောင်မှုခေါ်ယူမှုတွေရပ်ဆိုင်ရေး စတဲ့အကြောင်းအရာတွေအပါအဝင်အချက်တရားကျော်ကိုထောက်ခံတင်ပြခဲ့ကြကြောင်းလည်းသိရပါဗျာ။